ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်မကွေးမြို့နယ်နဲ့ဘကိုးတိုင်းပြည်မြို့နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်နေတဲ့အတွက်လူငယ်များကိုစတင်ဖမ်းဆီးနေပြီးတော့တချို့ကလည်းစစ်မှုထမ်းရန်အတွက်စိတ်ခွန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အောင်လံမြို့နယ်မှာအခုဧပြီလအတွက်စစ်မှုထမ်းလူငယ်အယောက်60ပေးရမယ်လို့အောင်လံမြို့ကပြူစော်ဒီခေါင်းဆောင်မြင့်လွင်အငိမ့်စားအရာခံဘုံကအတိပေးလာပြီးတော့စစ်မှုထမ်းရန်အလဲကျမဲပေါက်ထားသူများဟာစစ်တင်တန်းချောင်းကိုတွားရောက်ရန်စိတ်ခွန်နေတယ်လို့သိရပါဗျ။စစ်မှုထမ်းအပတ်စဉ်ဆက်နေတဲ့အတွက်ဂျိုတင်ပြင်ဆင်ထားဖို့စပြီး ီးတော့ခေါ်နေပါပြီဒီတကြံကြော်တာနဲ့တွားရမယ်ဆိုပြီးတော့အတိပေးတယ်အဝေးအစားစေဝါနဲ့လိုအပ်တာတွေကိုအကုန်လုံးထုတ်ပိုးပြင်ဆင်ခိုင်းနေတယ်လို့အွန်လိုင်းမျိုးကပြည်သူတို့ကပြောပြထားပါတယ်ပြီးခဲ့တဲ့မက်စလာအတွင်းကလည်းအွန်လိုင်းမျိုးတွေကစစ်မှုထမ်းလူငယ်အယောက်60ကိုပြူစောတိမြင့်လွယ်ဦးဆောင်ခေါ်ယူခဲ့ပြီးတော့လူငယ်တချို့ဟာမတရားဖမ်းဆီးခံရပြီးတော့စစ်မှုထမ်းတင်တန်းကျောင်းတွေကိုပို့ဆောင်ခံနေရတယ်လို့သိရပါတယ်အလားတူပဲဘကိုးတိုင်းပြည်မျိုးနဲ့ ဝတိကံအရှိဘတ်တလုတ်ပင်အုပ်စုမှာလဲအုပ်ချုပ်ရေးမှုတန်းစော်ကလာမဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်တအုပ်စုကိုငွေကျပ်390စစ်မှုထမ်းချေပေးရမယ်လို့တောင်းခံလာတယ်လို့ပြောပါတယ်စစ်မှုထမ်းချေပေးမယ်ဆိုပါကပေါ်တာမဆွဲရန်အာမခံကြောင်းလဲပြောဆိုထားပါတယ် ဲ့ဒီတလုတ်ပင်ချေးရွာအုပ်စုမှာအခုအေပီလာမှာစစ်မှုထမ်းခြေအဖြစ်နဲ့အိမ်တော်စုတစုကိုငွေကျပ်3000ပေးဆောင်ရမယ်ဆိုပြီးတော့ပြောဆိုထားပါတယ်အလားတူပဲမခွေးတိုင်းမခွေးမြို့နယ်တိရခေါင်းနဲ့မြင်းခွင်းတိုက်နယ်တို့မှာစစ်မှုထမ်းအပတ်စဉ်ဆက်နေအတွက်လူငယ်များကိုစတင်ပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်လျက်ရှိတယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားပါတယ် ်မတ်လ28ရက်နေ့ကမန္တလေးစကိုင်းနေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသများမှာငလျင်တန်တိမှုများဖြစ်ပေါ်ခဲ့တော်လဲအချက်မဲ့စစ်တပ်ကတော့စစ်မှုထမ်းတပ်သားတွေများကိုစစ်ခေါ်မှုများရပ်ဆိုင်သွားခြင်းမရှိဘဲဆက်လက်ပြီးတော့ခေါ်ယူနေခြင်းဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ